ရုပ်ရှင်လောကတစ်ခုလုံးကိုဒဲဖြုတ်လိုက်တဲ့ဒရိုက်တာညိုမင်းလွင်ကဲပရိသတ်ကြီးတို့ရင်ရုပ်ရှင်လောကလို့ပြောလိုက်ရင်တယောက်နဲ့တယောက်အပြိုင်ဆိုင်တွေမတိတိကဲရဲ့ဓာတ်တွေဟာလုံးဝကိုမကင်းလို့နေခဲ့မယ်မထင်ပါဘူးတယောက်နဲ့တယောက်ရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဆိုတာအပြိုင်ဆိုင်တွေကြားထဲမှာလွယ်လွယ်ကူကူဖြစ်နေခဲ့တာမဟုတ်ပဲနည်းနည်းလေးမှအကျော်မခံနိုင်လို့နမယ်လူတဲ့ပြဿနာတွေတစားတစားဖြစ်နေခဲ့ရတာကိုအလုံးလဲသိကြမှာပါဒီလိုမျိုးကဲရဲ့ပုတ်ခတ်ပြောဆိုမှုတွေဟာဝိုင်းရင်တယောက်ဆောင်တွေမှာပဲရှိနေကြတာမဟုတ်ဘူးဆိုတဲ့အကြောင်းဒရိုက်တာညိုမင်းလွင်ကတက်တည်ပြလာခဲ့ပြီပဲဖြစ်ပါတယ် ရိုက်တာညိုမင်းလွင်ဆိုတာကတော့တခေတ်တခါမှာကလေးကအနုပညာလမ်းကြောင်းအပေါ်ကိုရောက်လာခဲ့သူတယောက်ဖြစ်တယ်လို့ဝိုင်းရင်ရိုက်တာတယောက်ဖြစ်တာကြောင့်မင်းသားမင်းသမီးတွေကပါသူ့ကိုချစ်ကြောက်ယူသိနေရတာပဲဖြစ်ပါတယ်။ရိုက်တာညိုမင်းလွင်ဟာဆိုရင်ဘတော်မစွန်းကိုယ်စိတ်တိုင်းကျလောက်ရတာကိုသဘောကျနေသူတယောက်ဖြစ်နေခဲ့ပြီးမင်းသားမင်းသမီးတွေကြားထဲမှာနမဲလူနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအတော်ကိုမှကြည့်မရဖြစ်နေခဲ့တာပါ။အဲ့ဒါပြင်တက်တက်ဆလူငယ်လေးတွေပြီးပြီးစီနီယာတွေကိုအလေးမပေးဘဲအထာကြီးကြီးနဲ့ချီနေကြတဲ့မင်းသားမင်းသမီးတွေကိုလည်းသူ့အနေနဲ့အတော်လေးကိုမှကြည့်မရဖြစ်နေခဲ့တာလို့ပြောရမှာပါ။ ခုအချိန်မှာဆိုရင်တော့သူကဘယ်ရာကိုမဆိုတဘာဝအတိုင်းမဲ့ချပြခြင်းမာတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်တဘာဝမင်းသားကြီးတလက်ဖြစ်တဲ့ထွန်းထွန်းနဲ့အတူညမထွက်ရဆိုတဲ့ယုံတင်ဇကားကြီးကိုအာကျုံမန်တက်ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ဒီညမထွက်ရယုံတင်ဇကားကြီးဟာရိုက်တာတယောက်ဖြစ်တဲ့သူ့အတွက်ပြောစရာတစ်ခုဖြစ်လာခဲ့ရပြီးတခြားသောခြေမိုးပြီးကလေးဆိုးနေတဲ့မင်းသားမင်းသမီးတွေနဲ့ပတ်သက်ပြီးတော့လည်းမကျေနပ်ချက်တွေဖွင့်ဟလာခဲ့ပါတော့တယ်။သူ့အနေနဲ့ကတော့ဒီဘက်ကမင်းသားမင်းသမီးတွေဟာတဘာဝကြကြသရုပ်ဆောင်တာမျိုးတွေမရှိနေတဲ့အပြင် မိတ်ကပ်တွေပေါင်တာတွေဖွေပြီးပြိတ္တတွေရှိကိုရောက်လာကြတာဆိုပြီးပြောလာခဲ့ပါတယ်။ အဲ့ဒါအပြင်အလုတ်တစ်ခုခုလုတ်ဖို့စဉ်းစားလိုက်တိုင်းမင်းသားတွေနဲ့ဓာတ်ရိုက်စကားပြောခွင့်မရှိပဲတေချာဆွေးနွေးခွင့်မရတာမို့အလုတ်လုတ်တာနဲ့ပတ်သက်ပြီးတော့အမေရချောင်းကိုလည်းပြောလာခဲ့ပါတယ်။ဒါပေမဲ့လည်းဝိုင်းရင်တရုတ်ဆောင်တယောက်ဖြစ်တဲ့ထွန်းထွန်းကတော့ရိုက်ကူးဖို့ဇလန်းကိုဆိုင်တစ်ဆိုင်မှာထိုင်ပြီးချက်ချင်းဆိုသလိုဆုံးဖြတ်ခဲ့တာကြောင့်ထွန်းထွန်းရဲ့လုပ်ရည်ကံရည်ကိုလည်းအတော်လေးကိုသဘောကျနေခဲ့ပါသေးတယ်။တကယ်တမ်းမှကျတော့ယောက်ျားလေးတယောက်ဆိုတဲ့အတိုင်းတောင်ကြကြပြကြကြတိုင်မြင်ဆွေးနွေးခြင်းပင်မဲ့တိတိမိမိမရှိနေခဲ့တာမို့စားမပါတဲ့ဟင်းလိုမျိုးပျော့တိပျော့ရဲဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီတစ်ခေါက်ညမထွက်ရယုံတင်ဇကားကြီးမှာဒရိုက်တာညုံမင်းလွင်ကဥဆောင်ပြီးသူစိတ်ကြိုက်ဖန်တီးပုံဖော်လာခဲ့တယ်လို့ရုပ်ရှင်အတိုင်းဝိုင်းတစ်ခုလုံးကိုလည်းဝုံးလိုက်တာပဲဖြစ်ပါတယ်။ဒီအကြောင်းကတော့နမယ်ရှိနောက်မထက်ရလို့ပြဿနာဖြစ်ခဲ့ရတဲ့မင်းသားမင်းသမီးတွေကိုပညာပြခြင်းတဲ့အတွက်ကြောင့်ဒီတစ်ခေါက်ထွက်ရှိလာတဲ့ညမထွက်ရယုံတင်ဇကားကြီးရဲ့ပိုစတာဟာဘသူနာမည်မှမပါဘဲပျောင်ရှင်းနေခဲ့တာကိုတွေ့ရမှာပါ။သူအနေနဲ့ကတော့အခုလိုမျိုးပကာသနတွေမပါဘဲပေါ်ပေါ်တင်တင်လှုပ်ခွင်ရလို့ဝမ်းသာနေခဲ့တဲ့အပြင်မိကမင်းသားတွေမဟုတ်ဘဲတဘာဝမင်းသားတယောက်ဖြစ်တဲ့ထွန်းထွန်းနဲ့လက်တွဲရိုက်ကူးရလို့လည်းအင်မတန်မှဝမ်းသာနေခဲ့တာပဲဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ပါအမှုပညာဆိုတာကတော့အတိုက်ခိုက်တွေလည်းများသလိုတယောက်နဲ့တယောက်ရဲ့ခင်မင်မှုတွေကလည်းအစစ်အမှန်မရှိနေခဲ့တာမို့အခုလိုမျိုးညွန်မင်းလွင်တယောက်တဘာဝကြကြရက်ကူးပုံဖော်နိုင်ခဲ့တာကိုအတော်လေးကိုကြီးကျူးနေခဲ့ရပြီပဲဖြစ်ပါတယ်ဗျာဆိုတော့ပြိသက်ကြီးတို့ရောတကယ်တဘာဝအစစ်ကိုမှပုံဖော်ပြီးချပြပါတယ်ဆိုတဲ့ဒရိုက်တာညွန်မင်းလွင်ရဲ့ဇကားတွေကိုဘလို့မြင်ကြပါသလဲနော်ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ နောက်လည်းအခုလိုမျိုးမြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေထူးဆန်းတာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်။နောက်တဲ့ဗီဒီယိုတွေမှာနောက်ထပ်မတူညီတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့မှာဖြစ်ပြီးဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေ။